အမတ်မတင်မဲမိသားစုတွေကိုစွန့်ခွာပြီးလောကကြီးကနေထွက်ခွာသွားတဲ့ဆယ်တန်းကျောင်းသူလေးအားလုံးမိတ်မင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါဒီမင်းကလေးကတော့ဆယ်တန်းအရွယ်ကျောင်းသူလေးတယောက်ဖြစ်တယ်လို့လိမ္မာတိတက်လွန်သူတယောက်လေးပဲဖြစ်ပါကျောင်းမှာလည်းစာတော်လွန်သူတယောက်ဖြစ်ပြီးလူချစ်လူခင်ပေါ်သူတယောက်ဆွဲလဲမှမပါဘူးမိဘတွေရဲ့အားကိုးရာမျှော်မှန်းချက်လေးတစ်ခုဆိုတာကြောင့် အခုလိုဆုံးရှုံးလိုက်ရတာမိဘတွေအတွက်တော့ကြေကွဲစရာပါပဲ။တမီလီကတော့လက်ရှိမှာဆယ်တန်းတက်နေရဖြစ်ပြီးကျောင်းမလေးအမြဲတမ်းစားတော်သူလေးဖြစ်တာကြောင့်ဆရာဆရာမတွေရဲ့အချစ်တော်လေးဖြစ်ခဲ့ရပြီးတရွာလုံးကလည်းချစ်ကြတာပါ။ဒါပေမဲ့လည်းတမီငယ်လေးကတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲနေမကောင်းဖြစ်လာခဲ့တာပါ။ နေမကောင်းဖြစ်တာကြောင့်ပဲမိဘတွေလည်းစည်းရုံတင်ခဲ့ကြရပြီး၅ရက်မြောက်တဲ့နေ့မှာပဲမတက်တာပဲဘဝကူတာခဲ့ရတာပဲဖြစ်ပါ යි ။ဒါကြောင့်မလို့ယောဂလည်းမရှိသလိုစာအရန်တော်ရဲကလေးတယောက်ဖြစ်တာကြောင့်တည်ဆုံးတာကသွေယူတာယူဟုတ်ရလားဆိုပြီးအမျိုးမျိုးပြောနေကြတာပါ။အကောင့်တီးရနေနေမကောင်းဖြစ်ပြီး၅ရက်မြောက်တော့ဆုံးသွားတာချစ်ချင်းကြီးဖြစ်လို့မိဘတွေလည်းရင်ခွဲမတက်ခံစားနေကြရသလို တရွာလုံးရဲ့မိုင်းတီးမှလည်းနေရာယူသွားနိုင်သူလေးပဲဖြစ်ပါ යි အလုံးကတော့အခုထိမယုံနိုင်ဘူးတဲလေးရဲ့အိမ်မက်လေးဖြစ်ပြီးပါလားကန့်ကြမာရဲ့တဲရဲ့မမကြီးတို့ထားခဲ့ပြီလားထွက်သွားတာဆော်လိုက်တာကလေးရဲ့နောက်ဘဝဆိုတာရှိခဲ့ရင်အခုလိုအဖြစ်ဆိုမျိုးတွေမကြုံရပါစေနဲ့မိသားစုနဲ့လည်းအတူတူအကြကြီးနေနိုင်ပါစေကလေးလေးရဲ့မမကြီးတို့ကလေးလေးတို့မှဘာလို့အခုလိုဖြစ်ရလဲကွယ်မမကြီးတို့ဘယ်လိုဖြေရမလဲတဲတဲလေးရဲ့ အခုတော့တရွာလုံးနေမထိထိုင်မတာနဲ့ရင်ခွဲတဲ့နေပါပဲမိုင်းသေးတွေနှုတ်တွေပုတ်တွေမှာနေရာယူတဲ့ကလေးလေးအခုလောက်ဆိုရင်တမ်းမာနေလောက်ရောပေါ့နောက်ဘဝမှာတမ်းမာစွာနဲ့အသက်ရှိရှိနေပါကလေးရဲ့ဆိုပြီးဝမ်းနေချောင်းစာရီရင်းနေကြတာပါခုလိုသူမကိုအလုံးကဝိုင်းချစ်ပေးနေကြတာကိုသာမြင်ရရင်ဘလောက်တောင်ပြောလိုက်မလဲတော့ခုတော့သူမကိုအလုံးဝိုင်းချစ်နေကြလဲသူမကတော့မမြင်နိုင်တော့ပါဘူး အခုလိုဇေနတိရအောင်မိဘတွေခမပုံးမွေးတလို့မွေးထားရပြီးခုလိုမြ мян ဆန်းဆန်းကြီးလောကကြီးကထွက်သွားရတော့မိဘတွေအတွက်ကတော့ကြည်ခွဲစရာပါပဲအခုလိုဘာယောကမှမရှိပဲနေမကောင်းဖြစ်တာ၅ရက်နဲ့ဘဝကူးသွားတဲ့အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှိအဆုံးတိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် လိုင်သာယာပစ္စည်းကုန်ရဲ့အမျိုးသမီးကိုတလ3သိန်းနဲ့အလုပ်ပေးသွားမယ့်အီတင်ကိုအားလုံးပဲမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါအီတင်ကိုကတော့ဘယ်အမျိုးသားကမှအမကိုပဲတယောက်တည်းရက်တည်နေရဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပါတာဖြစ်သူနဲ့ချွေးမကိစ္စကြောင့်လူတိများကပွဲဖြစ်ခင်းရပေမဲ့စီးပွားရေးတော့ကမှာတော့သူမကို ရှင်နိုင်သူရှာပါ යි ဒါပြင်အီတင်ကိုကကိုရိုင်းစီပွားရေးလောက်ကအရန်ကိုချမ်းသာနေရဖြစ်ပါ යි ကြီးကြီးတဲ့ချမ်းသာနေသလိုပီးကန်ရရော်သူတယောက်လည်းဖြစ်ပါ යි အီတင်ကိုကဘသူကိုမှအမကိုပဲတယောက်ထဲရက်တီကလှုပ်တဲ့လှုပ်ရက်တွေကြောင့်အားကြတဲ့သူတွေများလာခဲ့ပါ යි စီပွားရေးလောက်ကဆိုရင်လည်းတယောက်ထဲဥဆောင်နေရဖြစ်ပါ යි နောက်ပြီးသူ့အရှိမမဟုတ်တာလောက်ရင်လည်းငြိမ်ပြီးကြည်နေတဲ့သူတယောက်တော့မဟုတ်ပါဘူးအခုတကာမှလည်းဆိုရှယ်မီဒီယာတခွင်မှာ အားလုံးတွေ့မြင်နေကြတဲ့တကူကအလွန်ငွေတွေနဲ့အမိတ်သားထိုင်နေပြီးအခုခံရတဲ့သူကထောင်နှန်းဆန်ရတော့မယ့်အဖြစ်ကိုသိကြမယ်ထင်ပါတယ်။လိုင်တရာကဆိုင်တဆိုင်မှာပစ္စည်းခုံရင်မြေးလေးနဲ့အတူနေပူတဲ့ကျိုးတုတ်ခံခဲ့ရတဲ့မြင်ကွင်းကြောင့်အလုံးကဂိယူနာတက်ခဲ့ကြပြီးကလေးကိုကာကွယ်ခြင်းစိတ်တွေများကကလေးအတွက်ကူညီမှုတွေပြင်ဆင်ပြီးပရာဟိတသမားတွေလည်းများစွာရောက်လာကြတာပါ။ဒါပေမဲ့အခုခင်ရသူအမျိုးသမီးကတော့လက်ရှိမှာဖန်းစည်းခံရပြီးခိုးသူအမျိုးသမီးကတော့အိမ်မှာအခန့်သားထိုင်ပြီး အလွန်ငွေတွေလက်ခံနေရပါဒါကြောင့်ဒီကနေ့မှာတော့အတင်ကိုကအမြင်မတင်လို့အခုတော့ဝင်ပြောလာတာပါခလေးကိုကုညီယာကိုလက်ခံလို့ရတယ်ခုကတခုကိုလူနေကြတာကမဖြစ်တင်တော့ဘူးခိုးရဲအမလည်းအလုံးလှစားဖို့မတွေးတော့ဘူးလားအိမ်မှာအိတ်နေရင်ဝင်ငွေတွေရနေရမဖြစ်တင်ဘူးနော် ခိုးတော်ကိုလက်ဖို့လက်ချံမိတာကိုမမိန်ကြီးနေနေရတော့လက်မခံဘူးသူပြစီခိုးခံရလို့စိတ်အလိုလိုက်ကိုတီလက်ရပြုတ်လောက်တဲ့သူကိုအရေးယူပြီးလဲတကူးကပါအရေးယူလေတကူးကအပြစ်မရှိတလို့ကြီးတနာစရာကြီးလို့လုံနေရကြီးတော့လုံးလုံးမလက်မခံဘူးအခုနောက်ပိုင်းဒီလိုလူတွေကိုကားလန့်တွေကားမီးပွိုင်တွေမှာအများစုတွေ့ရမှာပါကလေးတွေကကလေးတွေချီပြီးတောင်းစားနေကြတာအဲဒီလူတွေကလူလိရင်ခိုးတာတွေလူလာတွေဖြစ်လာကြတာပါ မိဘမှာတနေ့ကလေးတယောက်ကလာတောင်းတော့မိဘမရှိဘူးလားမိကြီးရောပထမဖြေရာမရှိဘူးတဲ့အဲ့ဒါဆိုရင်ကားပေါ်အခုတက်ပညာသင်ပေးမယ်လိုက်ခဲဆိုတော့အမေရှိပါရဲ့တဲ့ဟိုမှာဆိုပြီးလက်ညှိုးထုတ်ပြရင်အဲ့ဒီကလေးတွေမှာပညာဆိုတာဘာမှမသိကလေးတွေဆိုတာဘာသိမလဲမိဘနဲ့အနောက်ကကျိုးကင်နေသူတွေကရော့ခွက်တလုံးယူသွားဆိုရင်ခွက်တလုံးယူအလွယ်တကူတောင်းစားမှာပဲအဲ့ဒီရဲ့နောက်ဆက်တွဲတွေကဘာဖြစ်လာလဲဆိုရင်တောင်းရဲနေရာကနေအလွယ်တကူခိုးမယ်လုမယ်ဆိုတဲ့အလုပ်ကိုလုပ်လာတာ ဒါရီကလမ်းတွေပေါ်မှာလူတိုင်းမြင်တွေ့နေရတဲ့ပုံရိပ်တွေအခုလေဒီအမျိုးသမီးကသူများခလိကိုနေတိုင်းခေါ်ထိန်ပြီးခုလိုလုပ်တာမဖြစ်သင့်ဘူးပိုဆိုရာကတော့ခုလိုပညာမတတ်လို့ဘာမှလုပ်မစားပဲအလွယ်လန်းရှာတာမဖြစ်သင့်တယ်လို့အိမ်မှာနေပြီးအလှငွေကိုစောင့်မနေပဲအလုံးလုံးသင့်ပြီးမစားနာလို့ပြောတာမဟုတ်ဘူးနော်အဒီပညာမတတ်ရင်အိမ်ပေါ်လှုပ်ရှားလို့ရတယ်သူများအလုံးမပေးကြမပေးမယ်ခလိပဲလာထိန် အန်တီကျမစီကိုကြိုက်တဲ့အချိန်လာထိတလောက်သုံးသိန်းပေးမယ်။သုံးသိန်းနဲ့တန်တဲ့အလုပ်ကျမပေးမယ်။ခိုးစားတာတော့မကြိုက်ဘူးဆိုပြီးသူမရဲ့ဒူမှုကိုရဲ့စာမျက်နှာကနေပြောလာတာပဲဖြစ်ပါ යි ။အခုလိုခိုးမစားပဲသူမကိုအလုပ်ပေးမယ်ဆိုတဲ့အသင်ကိုအပေါ်အမြင်လေးကိုလည်းပြောပြီးခဲ့ပါရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါ යි ။အမတ်မတင်မဲမိသားစုတွေကိုစွန့်ခွာပြီးလောကကြီးကနေထွက်ခွာသွားတဲ့ဆယ်တန်းကျောင်းသူလေးအားလုံးမိင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါ යි ဒီမိန်းကလေးကတော့ဆယ်လန်းအရွယ်ကျောင်းသူလေးတယောက်ဖြစ်သလိုလိမ္မာတိတက်လွန်သူတယောက်လေးပဲဖြစ်ပါ යි ။ကျောင်းမှာလည်းစာတော်လွန်သူတယောက်ဖြစ်ပြီးလူချစ်လူခင်ပေါ်သူတယောက်ဆွဲလဲမှမပါဘူး။မိဘရိရဲ့အားကိုးရာမျှော်မှန်းချက်လေးတစ်ခုဆိုတာကြောင့်အခုလိုဆုံးရှုံးလိုက်ရတာမိဘတွေအတွက်တော့ကြေကွဲစရာပါပဲ။တမီလီကတော့လက်ရှိမှာဆယ်လန်းတက်နေရဖြစ်ပြီးကျောင်းမှာလည်းအများလန်းစားတော်သူလေးဖြစ်တာကြောင့်ဆရာဆရာမတွေရဲ့အချစ်တော်လေးဖြစ်ခဲ့ရပြီး တရွာလုံးကလည်းချစ်ကြတာပါဒါပေမဲ့လည်းတမိငယ်လေးကတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲညီမကောင်ဖြစ်လာခဲ့တာပါညီမကောင်ဖြစ်တာကြောင့်ပဲမိဘတွေလည်းစီးယုံတင်ခဲ့ကြရပြီး၅ရက်မြောက်တဲ့နေ့မှာပဲမသက်သာပဲဘဝကူတာခဲ့ရတာပဲဖြစ်ပါ යි ဒါကြောင့်မလို့ယောဂလည်းမရှိသလိုစာအရန်တော်ရဲကလေးတယောက်ဖြစ်တာကြောင့်တည်ဆုံးတာကသူယူတာယူဟုတ်ရလားဆိုပြီးအမျိုးမျိုးပြောနေကြတာပါ အကောင့်တီးရနေနေမကောင်းဖြစ်ပြီး၅ရက်မြောက်တော့ဆုံးသွားတာချက်ချင်းကြီးဖြစ်လို့မိဘတွေလည်းရင်ကွဲမတက်ခံစားနေကြရသလိုတရွာလုံးရဲ့မိုက်သေးမှလည်းနေရာယူသွားနိုင်သူလေးပဲဖြစ်ပါ යි အားလုံးကတော့အခုထိမယုံနိုင်ဘူးတဲလေးရဲ့အိမ်မက်လေးဖြစ်ပြီးပါလားကန့်ကြမာရဲ့တဲရဲ့မမကြီးတို့ထားခဲ့ပြီလားထွက်သွားတာဆောလိုက်တာကလေးရဲ့နောက်ဘဝဆိုရာရှိခဲ့ရင်အခုလိုအဖြစ်ဆိုးမျိုးတွေမကြုံရပါစေနဲ့မိသားစုနဲ့လည်းအတူတူအကြကြီးနေနိုင်ပါစေကလေးလေးရဲ့ မမကြီးတို့ကလေးလေးတို့မှဘာလို့အခုလိုဖြစ်ရတာလဲကွယ်မမကြီးတို့ဘလို့ဖြစ်ရမလဲတဲတဲလေးရဲ့အခုတော့တရွာလုံးနေမထီထိုင်မသားနဲ့ရင်ခွဲနေနေပါပဲမိုင်းကြီးတွေနှုတ်တွေပုတ်တွေမှာနေရာယူတဲ့ကလေးလေးအခုလောက်ဆိုရင်ကျမ်းမာနေလောက်ရောပေါ့နောက်ဘဝမှာကျမ်းမာစွာနဲ့အသက်ရှိရှိနေပါကလေးရဲ့ဆိုပြီးဝမ်းနေကြောင်းစာရီရင်းနေကြတာပါ ခုလိုသူမကိုအလုံးကဝိုင်းချစ်ပေးနေကြတာကိုသာမြင်ရရင်ဘလောက်တောင်ပြောလိုက်မလဲတော့ ခုတော့သူမကိုအားလုံးဝိုင်းချနေကြလေသူမကတော့မမြင်နိုင်တော့ပါဘူးအခုလိုဇယ်တန်းတီရအောင်မိဘတွေခမည်းပိုးမွေးတယ်လို့မိထားရပြီးခုလိုမြ мян ဆန်ဆန်ကြီးလောကကြီးကထွက်သွားရတော့မိဘတွေအတွက်ကတော့ကြည်ကွဲစရာပါပဲအခုလိုဘာယောဂါမှမရှိပဲနေမကောင်းဖြစ်တာ၅ရက်နဲ့ဘဝကူသွားတဲ့အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှိအဆုံးတိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်